င်္ဂလာပါရှင်မေလ29ရက်အင်္ဂါနေ့ရက်တိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဥစားတင်ဆက်ပေးမှာကတော့လက်နက်တင်ဖို့ရောင်းချမှုကိုတုံ့ပြန်ရန်လိုအပ်ကြောင်းရုရှားသမ္မတပူတင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်လက်နက်တင်ဖို့ရောင်းချမှုကိုတုံ့ပြန်ရန်လိုအပ်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကမေလ23ရက်ကပြောကြားခဲ့တယ်လို့သိရပါတယ် ရုရှားအနေနဲ့လက်နက်တင်ပို့ရောင်းချမှုကိုတိုးမြှင့်ခြင်းဖြင့်ကမ္ဘာလုံးဆိုင်ရာလက်နက်စည်းကွက်တွင်မိမိတို့ရဲ့အနေအထားကိုပုံမခိုင်မအောင်လှုပ်ဆောင်ရမယ်လို့ပူတင်ကရုပ်သံမှထုတ်လွှင့်တဲ့မချက်စကားတွင်ပြောကြားခဲ့ပါတယ်။နိုင်ငံရဲ့စစ်ဘက်ဆိုင်ရာစက်ရုံလုပ်ရုံများကိုပုံမအရှိန်ဟုန်မြင့်စေရန်အစိုးရရဲ့ထောက်ပံ့မှုပုံမလိုအပ်တယ်လို့ပူတင်ကဆိုပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလရုရှားယူကရိန်းစစ်ပွဲဖြစ်ခဲ့တဲ့ကရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ဆိုဗီယက်ခေတ်ကတင်ကားများမော်တော်ယာဉ်များနဲ့အမြောက်များကိုအစစ်မြင့်တင်မုံမှန်မှုများပြုလုပ်မှုအပါအဝင်ဒုံးကြီးအစ်တင်များဒရုန်းများနဲ့လက်နက်ကြီးကြီးများထုတ်လုပ်ရန်အင်တိုင်းအားတိုက်လှုပ်ဆောင်ခဲ့ပါသည်ရုရှားလုံလက်နက်များကိုအများဆုံးဝယ်ယူနိုင်တဲ့နိုင်ငံများအနက်အိန္ဒိယတရုတ်နဲ့အီဂျစ်နိုင်ငံတို့ပါဝင်ပါသည်ရုရှားစစ်ဘက်သုံးထုတ်ကုန်တွေကိုအော်ရာမာယူမှုဟာအခုဆိုရင် အလွန်များလာပါသည်ဒေါ်လာဘီလီယံချီလဲရှိပါသည် တင်ပို့ရောင်းချမှုပမာဏကိုတိုးမြင့်မှုမရှိမဖြစ်လိုအပ်ပါတယ်လို့ပူတင်ကပြောကြားခဲ့ကြောင်းနဲ့လက်နက်များတွင် AI နည်းပညာလည်းပါဝင်မှဖြစ်ကြောင်း၎င်းကအရေးမွတ်ပြောကြားခဲ့သေးတယ်လို့လည်းသတင်းများကဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်မဲ့သတင်းကတော့ visa တင်ကြမှုကြောင့်ပြည်တွင်ကနေပြောင်းရွှေ့နေထိုင်သူများပြားလာတဲ့သတင်းဖြစ်ပါတယ်။ ပြည်တွင်ရဲ့ဗီဇာတင်ကြပ်လာမှုနဲ့လူဝင်မှုကြီးကြပ်ရေး policy တွေကြောင့်အိန္ဒိယအကြောင်းသားတွေနဲ့အလုပ်သမားတွေနိုင်ငံကနေအများဆုံးဆုတ်ခွာသွားကြတယ်လို့ Hindustan Times သတင်းမှဖော်ပြထားကြောင်းသိရပါဗျ။ အမျိုးသားစည်ရင်အင်ဌာနရဲ့အဆိုအရ2024ခုနှစ်ဒီဇင်ဘာလအထိအိန္ဒိယကျောင်းသားပေါင်း3000လူသားပေါင်း18000နဲ့တခြားအကြောင်းအမျိုးမျိုးကြောင့်ဗီတိန်ကနေထွက်ခွာသူပေါင်း3000နီးပါးရှိတယ်လို့သိရပါတယ်။ဗီတိန်ကနေအများဆုံးပြောင်းရွှေ့သွားကြတဲ့နိုင်ငံသားစည်ရင်ရဲ့ထိဆုံးမှာတရုတ်လူမျိုးအယောက်4500နိုင်ဂျီးရီးယားလူမျိုးအယောက်16000ပါကစ္စတန်လူမျိုး12000နဲ့အမေရိကန်လူမျိုး8000ရှိကြတယ်လို့သိရပါတယ်။ လူဝင်မှုအကြဆင်လာရတဲ့အဓိကအကြောင်းရင်းကတော့ပြည်တွင်ကိုလာရောက်ပညာသင်ကြားအလုပ်လုပ်ကြတဲ့လူဦးရေနှေးပါသွားတာကြောင့်ဖြစ်ပါတယ်။ဒီကြဆင်မှုဟာကယောကကိုဗစ်စတင်ကလေးကာလကလေးကအများဆုံးကြဆင်ကြတာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကဆိုထားကြောင်းသိရပါတယ်ရှင်။ချက်မှတ်တင်ဆက်ပေးမှာကတော့ဖိလစ်ပိုင်သမ္မတမာကုစ်ကအစိုးရအဖွဲ့အားယာတူမှနှုတ်ထွက်ခိုင်းတဲ့တဲ့တင်ဖြစ်ပါတယ်။ ဖိလပိုင်သမ္မတဖာရီနမာကိုစ်ဂျူနီယာကသူ့ရဲ့ဩဇာအာဏာကိုရော့စေတယ်လို့သုံးသပ်ခံရတဲ့ဂျာဖြစ်ရွေးကောက်ပွဲရလဒ်တွေအပြီးတပတ်ကျော်မှသူ့ရဲ့အဆိုရအဖွဲ့တရလုံးကိုယာဒူးကနှုတ်ထွက်ခိုင်းခဲ့တယ်လို့ The Straits Times သတင်းမှာဖော်ပြထားပါတယ်ဒီအခြေအနေတွေကြောင့်အစိုးရဌာနတွေရဲ့လုပ်ငန်းစဉ်တွေရှက်သွားမှာမဟုတ်ဘူးလို့လည်းသမရအိမ်တော်ကအာမခံခဲ့ပါတယ်။ပြန်လည်ခန့်အပ်မှုတွေအစားထိုးခန့်အပ်မှုတွေမလုံခြင်းနောက်ထပ်အမြင့်ဆုံးရာထူးရှိတဲ့အရာရှိတွေကတာဝန်ယူပြီးသွားမှာဖြစ်ပါတယ်။ မေလ22ရက်မှာအစိုးရအရာရှိတော်တော်များများကသမရရဲ့အမိန်အတိုင်းနှုတ်ထွက်စာရေးတင်သွင်းကြရလို့ဆိုကြောင်းလေးသိရပါပါရှင်။ထမန်တင်ဆက်မဲ့တွင်ကတော့အိန္ဒိယနိုင်ငံကယိုတန်တွင်ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ကုန်ပစ္စည်းများတင်ဆောင်ထားသောကုန်တက်တာတင်သင်မော်တစီနေမြုပ်တဲ့တွင်ဖြစ်ပါတယ်။ လိုင်ဗေးရီးယားအလံလွှင့်ထိုးထားသောဘေးရန်နေရဖြစ်စေနိုင်တဲ့ကုန်ပစ္စည်းများတင်ဆောင်ထားတဲ့ကုန်တက်တာတင်သင်္ဘောတစ်စီးကအိန္ဒိယနိုင်ငံတောင်ပိုင်းကီရာလာပြည်နယ်ကန်ယိုတန်တွင်နှိမ်ယုတ်ခဲ့ကြောင်းအိန္ဒိယရေတပ်ကမေလ25ရက်တွင်ပြောကြားခဲ့ပါသည် 184မီတာအရှိရှိသောဂုံးတတာတင်တင်မောက ကီယာလာပြည်နယ်ဖီစင်ချံမြို့မှာပြည်နယ်အတွင်းကိုချီမြို့သို့ထွက်ခွာလာခြင်းဖြစ်ပြီးမေလ25ရက်တွင်ဘေးဒုက္ခရောက်နေကြောင်းအကြောင်းကြားချက်ပို့ခဲ့တယ်လို့အိန္ဒိယရေတပ်ကပြောပါရယ်တင်မောကကိုချီမြို့မှာအနောက်တောင်ဘက်ရေမိုင်38မိုင်ခန့်အကွာတွင် စတင်နေမြုံနေခြင်းဖြစ်ပြီးတင်မောသား24ဦးစလုံးကိုမူကယ်တင်နိုင်ခဲ့ကြောင်းသိရပါရယ် တင်မောသားများတွင်ဂျော်ဂျီယာ၊ရုရှား၊ယူကရိန်းနှင့်ဖိလစ်ပိုင်နိုင်ငံသားများပါဝင်ကြောင်းရေတက်ကကြေညာခဲ့ပါသည်။တင်မောကဂုံတက်တာ640နဲ့အတူနှိမ့်မြို့သွားခဲ့ခြင်းဖြစ်ကြောင်းဂုံတက်တာ73ခုရင်ဘေးရန်ရဲ့ဖြစ်စေသောဂုံပစ္စည်းများနဲ့72ခုရင်ကရစီယန်ကာဗိုတို့ပါဝင်ကြောင်းလည်းကြေညာချက်ကပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့အာဂါသာကနေလျှက်စစ်ထုတ်ရန်ဂျပန်ကျိုးပန်းနေတဲ့တဲ့တင်ဖြစ်ပါတယ်။ ဂျပန်ဟာအာကာသမှာလျှက်စစ်ထုတ်ပြီးကမ္ဘာမြေကိုပြန်ပို့ပြီးမဲ့ပထမဆုံးနိုင်ငံဖြစ်လာတော့မှာဖြစ်ကြောင်း Test Innovation သတင်းမှာပါရှိပါတယ်။ဂျပန်ဟာလျှက်စစ်ထုတ်ဖို့အတွက်ဂျူရူတစ်ခုကိုအာကာသမှာလွှင့်တင်ထားမှာဖြစ်ပါတယ်။ဂျူရူရဲ့အလေချိန်ဟာပေါင်400နီးပါးရှိပါတယ်။ဂျူရူဟာကမ္ဘာမြေပြင်အထက်မိုင်250ပတ်လည်မှာတနာယီ13400မိုင်နှုန်းနဲ့ပြန်တန်းနေမှာဖြစ်ပါတယ်။ဂျူရူမှာစွမ်းအင်ရယူဖို့ဆိုလာ2စတူရန်မီတာ3များတပ်ဆင်ထားမှာဖြစ်ပါတယ်။ ဆိုလာပြားတွေကရတဲ့လျှက်စစ်ကိုဘက်တရီအုံးမှာတူလောင်ထားမှဖြစ်ခါတူလောင်ထားတဲ့လျှက်စစ်တွေကိုမိုက်ခရိုဝေ့အဖြစ်ပြောင်းပြီးကမ္ဘာမြေကလက်ခံအန်တီနာစီကို ပို့ပြီးမှဖြစ်ပါတယ်။ဂျပန်ဟာအာဂါတလျှက်စစ်ထုတ်လုပ်မှု project ကိုအဝိုက်ဆာမာလို့အမည်ပေးထားပြီးအခု2025မှာ project ရဲ့တစိတ်တပိုင်းကိုလွှင့်တင်ဖို့အစီအစဉ်ဖြစ်နေပြီလို့လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားကြောင်းသတင်းများကဖော်ပြထားပါတယ်ရှင်။